Hello အားလုံးမင်္ဂလာပါ Good Football Channel နဲ့အားလုံးငိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီနေ့တော့ဗီဒီယိုကနောက်ကြရပြကျွန်တော်ပထမတစ်ကြိမ်အတန်းတွင်းကမိုက်ကိုကျိုးမတက်ထားဘူးဒိုင်းမဲ့ပလိန်ပြောနေအတန်းမှာတိုးနေပါကြည့်ရမှာမိုက်ကကျိုးဖြုတ်ထားရပြနော်အော်အခုကမြန်မြန်ပဲပြောတော့မယ်ဟိုရှေ့ဗီဒီယိုကရှေ့အတန်းတစ်ခါတွင်းထားမင်း20လောက်ရှိအများကြီးပြောထားတာပေါ့နော်ဒါပေမဲ့အခုတော့အများကြီးမပြောတော့ကျွန်တော်မြန်မြန်ပဲကြိုက်တာပဲရွတ်ပြလိုက်တော့နော် စော်ရီပါစော်ရီပါကျွန်တော်ကျွန်တော်လည်းရုံဝရောက်ကစားဆိုတော့မြင်မြင်မြင်လောက်လိုက်တော့ကျိုးမတက်ပဲနဲ့အမကျိုးမထိုးပဲနဲ့ဒီတိုင်းပလိန်ပြောလိုက်တော့အတန်ရဲ့တိုးနေအော်အိုက်စလန်နဲ့ပြင်သစ်ပွဲနော်အဲဒီပွဲမှာဆိုကျွန်တော်အိုက်စလန်ဘော်ဒီကြိုက်တယ်အခုကကျွန်တော်အကြိုက်နေပြောရမှာနော်အိုက်စလန်ဘော်ဒီကြိုက်တယ်ဂိုးပေါင်းကတော့ဆော့ကျင်တယ်ဆိုတော့အပေါ်လေးဆော့ပါနော်ဘော်ဒီမှာအိုက်စလန်ဘော်ဒီအဓိကပိုကြိုက်တယ်ဂိုးပေါင်းဆော့ကျင်တယ်ဆိုတော့အပေါ်ဆော့လို့ရပါတယ်မြောက်မက်ဆီဒိုနီးယားနဲ့ကာဆက်စတန်မှာဆိုရင်ကျွန်တော်မြောက်မက်ဆီဒိုနီးယားကြိုက်တယ်မဖြစ်မနေအနိုင် ပွဲလိုအပ်တယ်နိုင်ထားလို့ရှိရင်ခြေစစ်ပွဲအောင်ဖို့တခြားတော့ရှိနေတဲ့အတွက်မြောက်မက်ဆီဒိုနီးယားဘော်ဒီကြိုက်ပါတယ်တလုံး90ရှုံ60ရှုံကြားလေးပေးနေပါတယ်เนาะအဲ့တော့မြောက်မက်ဆီဒိုနီးယားဘော်ဒီလေးကိုကျွန်တော်ကြိုက်ပါတယ်ဂူပေါင်းကတော့အဲအပေါ်တော့လာနိုင်ကြီးရှိရဲ့နှလုံး85ပြားရှုံပေးနေရတဲ့ဂူပေါင်းကြီးကတော့နည်းနည်းလေးတော့နုနေတယ်ဒါပေမဲ့ဒီအပန်းကလည်းဒီလိုကြီးတန်းနေအပေါ်လေးတွားနေရဆိုတော့အပေါ်လည်းလာနိုင်ကြီးရှိရဲ့မြောက်မက်ဆီဒိုနီးယားမြောက်မက်ဆီဒိုနီးယားအနေနဲ့ဂူများများတွင်းထားမယ်လို့အပေါ်တက်နိုင်ကြီးရှိရဲ့ပေါ့နော်အဲ့တော့ ဟိုမြောင်းမဲ့စူနီနိုနီယားဘော်ဒီအဓိကကြိုက်တယ်ဂူမောင်းဘော်လေးကိုမောင်းလေးပိုင်းတွဲဆော့လို့ကောင်းပါတယ်နော်ပြမြောက်အိုင်ယာလန်နဲ့ဂျာမနီဒီဘက်မှာကျွန်တော်ဂျာမနီကြိုက်တယ်တလုံး80ရှုံးပြီးရတလုံး100ပြားနိုင်ဂျာမနီဘိုင်းအောင်ကြိုက်တာလေဂျာမနီကြီးအောင်ဖို့ဆက်ပြီးအောင်အောင်မယ်လို့ကျွန်တော်တွေးရရှေ့မှာ ဖိုးစီနဲ့ဒါလူစင်ဘက်ကိုနိုင်ထားရဆိုမဲ့တပွဲပဲသူတို့ကြီးအောင်လေရှေ့မှာ၅ပွဲ၆ပွဲတော့ကြီးကြီးကြထားတာเนาะအဲအကြောင်းကျွန်တော်ဂျာမနီလေးကိုကြိုက်တယ်အဲနောက်တစ်ခုကမြောက်အိုင်ယာလန်နည်းနည်းလေးကြီးအောင်နေရများနေပြီလို့ကျွန်တော်ယူဆတယ်ပေါ့เนาะအဲအကြောင်းမလို့လဲပါတယ်အဲ့တော့မြောက်အိုင်ယာလန်ကိုကျွန်တော်မကြိုက်ဘူးဂျာမနီအတင်းကိုကျွန်တော်ပို့ပြီးကြိုက်ပါတယ်ကိုပေါင်းကတော့မြောက်အင်ယာလန်နဲ့တကူရနိုင်ချင်ရှိရတဲ့ဒါကိုပေါင်းအပေါ်လေးပဲဆော့ဆော့နေချင်တယ်ပေါ့နော်ဂျာမနီနဲ့ကိုပေါ်လေးတွဲဆော့လို့ကောင်းပါလေနောက်တစ်ပွဲကဆလိုဘက်ကီးယားနဲ့လူစင်ဘက်ဒီပွဲကခုနကမြောက်မက်ဆီဒိုနီးယားနဲ့ချီနေတူရဲ့ ်ဘာကြောင့်လဲဆိုတော့ဆိုလိုဘက်ကီးယားအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါနိုင်ပွဲလေးယူထားမယ်ရမက်လေးတွေစုဆောင်ထားမယ်ဆိုသူအနေနဲ့အုပ်စုဒုတိယအနေနဲ့ချစ်စစ်ပွဲအောင်ဖို့အခြေအနေကောင်းနေဘာကြောင့်လဲဆိုတော့ဂျာမနီရဲ့မြောက်အိုင်ယာလန်အခုဆိုလိုဘက်ကီးယားဒီ၃နှင်းစလုံးတွေ၆မှတ်တွေရထားအဖြစ်နိုင်တဲ့ကောင်ဒီ၃မှတ်ပိုရပြီးတော့အဆင့်တစ်ခုပိုရမယ်ပေါ့နော်အဲ့ဒီအချက်ကြောင့်ဆိုလိုဘက်ကီးယားအနေနဲ့ဒီနေ့အိမ်ဖြစ်အသင်းလူဇင်ဘက်ကိုတော့အနိုင်တီချာပေါက်ကန်လိမ့်မယ်လို့ကျွန်တော်ယူဆထားပါတယ်အဲ့ဒါကြောင့်ဆိုလိုဘက်ကီးယားဘော်ဒီတစ်ချောင်းပဲကြိုက်ပါတယ်နော်ဒီပွဲတော့ကိုပေါင်းမကြိုက်ပါဘူး စလိုဗေးနီးယားနဲ့ဆွစ်ဇာလန်မှာဆိုရင်တလုံး55ပြားနဲ့ဆွစ်ဇာလန်ကပေးရနှလုံး40ရှုံးကြည့်ပွဲကကျွန်တော်ဂူပေါင်းအောက်ပဲကြိုက်ပါတယ်နော်ဂူပေါင်းအောက်နေကြိုက်တယ်အင်ရှင်စလိုဗေးနီးယားဘော်ဒီကြိုက်ပါတယ်နော်အဲ့လောက်ပဲကျွန်တော်ပြောတော့မယ်အများကြီးမပြောတော့ဘူးအဲဆွီဒင်နဲ့ကိုဆိုဘိုမှာဆိုရင်ကျွန်တော်ကိုဆိုဘိုကြိုက်တယ်ဂူပေါင်းအောက်ပေါ်ကြိုက်ပါတလုံး85ပြားရှုံးတလုံး25ပြားရှုံးနော်အဲဂူပေါင်းအောက်ပေါ်ကြိုက်တယ်ကိုဆိုဘိုဘော်ဒီလေးကျွန်တော်ကြိုက်ပါတယ်နော် နောက်တစ်ခုကယူကရိန်းနဲ့အစာပကြံမှာဆိုကျွန်တော်ယူကရိန်းပေါ်တီကြိုက်ပါတယ်နှလုံးကိုဆယ်ပြားနိုင်ပြီးနေပါကိုပေါင်းချင်း၃လုံးတည်ရပါကိုပေါင်းကြီးတော့ကျွန်တော်မကြိုက်ပါဘူးเนาะယူကရိန်းပေါ်တီလေးပဲကြိုက်ပါတယ်အဲနောက်ဆုံးတစ်ပွဲ wage နဲ့ bejian မှာဆိုရင်ကျွန်တော် wage body ကြိုက်ပါတယ် bejian ကတလုံး55ပြားနိုင် wage queen ကပေးရဲ385ပြားနိုင်ဖွင့်ပေးကြတယ်ကျွန်တော်ဒီမှာ wage body ကြိုက်တယ်ကိုပေါင်းပေါ်ကြိုက်ပါတယ်เนาะအော် sorry ပါကျွန်တော်လုံးဝအတန်တွင်းဖို့အတန်က mic ကိုလုံးဝမတက်ထားလိုက်မိဘူးပြာเนาะအော် အရှိမှာမိနစ်30အများကြီးကျွန်တော်ပြောပြပေးတာဘာကြောင့်ကြိုက်လဲဘာကြောင့်ကြိုက်လဲဒါပေမဲ့အခုတော့ကျွန်တော်ပြောလို့မရတော့အချင်းကအချင်းကတော်တော်လေးနောက်ကျနေခွန်ခွဲကြော်နေပြီဆိုတော့เนาะဗီဒီယို edit လို့နည်းနည်းပါလုပ်မှနေဆိုတော့တင်ဖို့နောက်ကျမှာဆိုတော့အဲ့လေးတခုတော့နားလည်ပြီအဲမနေ့ကတော့ဒါကျွန်တော်ကျွန်တော်ဗီဒီယိုနားထောင်ပြီးတော့ကျွန်တော်ဒီကျွန်တော်ပြပြပေးလိုက်တဲ့ flow ကြောင့်ဒါညီကိုတယောက်မောင်းပေါက်သွားတယ်ပေါ့နော်အဲအဲ့ဒါလေးတော့ကျွန်တော်ဘိုင်ဘိုင်နဲ့တင်တဲ့ channel မှာတင်ပေးထားတယ်အဲ ကြည့်ကျင်တယ်လို့ဝင်သွားကြည့်လို့ရပါတယ်နော် Viber Channel link နဲ့ Telegram Channel link တွေကိုကျွန်တော်ဗီဒီယိုရဲ့ comment မှာ description မှာကျွန်တော်ချပေးထားပါတယ်အဲဒီနေ့လဲမောင်းလာမယ် fit တွေလဲလာပါမယ်နော်အဲ့တော့ဒီနေ့လဲဒီနေ့တော့ကျွန်တော်အပေါင်းပြောင်းတခြားလေးလုပ်ပေးပါမယ်မနေ့က member ကပြားလေးလက်သွားတယ်ခါ free new ကိုတွေကတော့ဒါတပွဲကြော်တာလက်သွားတယ်ပေါ့နော် Scotland 2C နဲ့ရရင်တော့အကောင်ဆုံးနဲ့ကျင်နေရပြီမဲ့2-1ဖြစ်သွားတယ်ဒါ body ကအပြည့်ကျသွားတယ်ပေါ့နော် ဲ့တော့ဒီနေ့တော့ဒီလောက်ပါเนาะကျွန်တော်တို့အတန်လာတွင်းနေရာမှာမိုက်မတက်မီ sorry ပါဒီနေ့တော့တကယ် sorry ပါညီကိုလို့အများကြီးပြောဖို့အများကြီးလည်းပြောပြီးပါ යි မင်း20လောက်အတန် AC တွင်းနေရာပြီးကြမှာကြည့်လိုက်တော့ဟာမိုက်ကမတက်ထားဘူးဆိုတော့တိုင်ပတ်သွားအောင်เนาะအဲ့အများကြီးပြောလို့မရကြိုက်တာလေးပဲကျွန်တော်ရွတ်ပြပေးလိုက်ပါတယ်เนาะကဲတော့ဒီနေ့တော့ဒီလောက်ပါကျွန်တော်တို့ခဏနေမောင်းနေနဲ့ feed တွေနဲ့ကျွန်တော်ပြန်ဆောင်ကြမယ်เนาะအလုံးဆုံးနေကြည့်ရှုပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါလေအလုံး good night ပါအလုံး good luck ပါခင်ဗျာ